အမေရိကန်နဲ့အီရန်ကြားတိုင်းရဆွေးနွေးမှုတွေလှုံ့ဆော်သွားမယ်လို့ဒေါ်နယ်ထရိုင်ပြောအမေရိကန်နဲ့အီရန်တို့ဟာနျူကလ িয়ার သဘောတူညီချက်အတွက်တိုင်းရဆွေးနွေးမှုတွေကိုလှုံ့ဆော်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရိုင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဒေါ်နယ်ထရန့်ဟာ HRE ဝန်ကြီးချုပ်နေတန်ယာဟုနဲ့အင်ဖြူတာမှာသိဆုံးစဉ်အချိန်တွင်ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါပြင်အီရန်နဲ့အမေရိကန်ကြား အစင်းမီသွေးဆောင်ဆွေးနွေးမှုတစ်ခုကိုလာမယ့်ဧပြီလ၁၂နေ့မှာအိုမန်နိုင်ငံမှာကျင်းပသွားမယ်လို့ဒေါ်နယ်ထရပ်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရပ်ကကျွန်တော်တို့မှာအလွန်ကြီးမားတဲ့ဆွေးနွေးမှုတစ်ခုလှုပ်ဆောင်မှုရှိပါတယ်။ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာပါ။ပြီးတော့သဘောတူညီချက်လှုပ်ဆောင်တာကပိုကောင်းမယ်ဆိုတာကိုအားလုံးကသဘောတူညီတယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ ဒါပြင်ဆွေးနွေးမှုတွေကမအောင်မြင်ခဲ့ဘူးဆိုရင်ယူရန်ကကြီးမားတဲ့အန္တရာယ်နဲ့ကြုံတွေ့ရနိုင်တယ်လို့ထင်မိတယ်လို့လည်းဒေါ်နယ်ထရပ်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရပ်ဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့သဘောဆိုညီချက်တစ်ခုလောက်ဆောင်ဖို့စာတစာကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကအီရန်ကောင်ဆောင်အလီခမ်မနီထံပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။ဒေါ်နယ်ထရပ်ရဲ့တောင်းဆိုချက်ကိုအီရန်အစိုးရက အစောပိုင်းမှာညင်းဆန်ပယ်ချခဲ့ပေမဲ့လည်းနောက်ပိုင်းမှာဆွေးနွေးမှုတွေလုံဆောင်မှုသဘောတူညီခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။